မြန်မာငွေ3500ဝန်းကျင်တဲ့နဲ့ lucky box skin တကောင်ရမယ်ဆိုရင်ဘာသာတို့ယုံလား okay အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ကတော့ဇော်ကြီးဂိမ်းမရပါဒီနေ့မှာကတော့ lucky box skin ကိုဘယ်လိုမျိုးရယူရမလဲဆိုတာကိုပြောပြသွားပေးမှာဖြစ်ပါတယ် okay ဒါဆိုဗီဒီယိုလေးကိုစလိုက်ကြရအောင်ပထမဆုံးအနေနဲ့ကျွန်တော်တို့ super bat အကြောင်းလေးအရင်ပြောရအောင်ပေါ့နော် โอเค super bad super bad ကျွန်တော်တို့အစီအမှာ value bad တွေရောပေါ့မျိုးစုံအထိကိုရောက်ရှိခဲ့ပြီးဖြစ်တဲ့ live bomb bad တွေရောအပါဝင်ပေါ့ blazing bad တွေရောဗျာโอเคဒီတစ်ခါမှတော့ကျွန်တော်အစီကို diamond bad ဆိုပြီးတော့ရောက်ရှိလာလိမ့်မယ်ဗျာโอเคအဲ့ဒီဘက်ကိုကျွန်တော်တို့ဒီဘလောက်နဲ့ဝယ်ရမလဲဆိုမြန်မာငွေ3500ဝန်းကျင်ထဲနဲ့ဝယ်လို့ရမယ်ဗျာမြန်မာငွေ3500ဝန်းကျင်ထဲနဲ့ဝယ်မယ်ပြီးရင်တရက်ကိုတစ်ကြိမ်စိုင်းရင်လုံးမယ်ပေါ့နော်9ရက်တိတိစိုင်းရင်လောက်တာနဲ့ကျွန်တော်တို့ဒီ diamond 150ပါကိုကပြန်ရအောင်မယ်ပေါ့နော် တကယ်တမ်းဆိုဘာသာကိုစဉ်းစားကြည့်ပါတော့မြန်မာငွေ3500ဝန်းကျင်တဲ့နဲ့ဒိုင်းမွန်150ကိုဘယ်မှမသွားဝယ်လို့မရဘူးဒါပေမဲ့ဒီ event မှာတော့ရတယ်ဗျ okay အဲ့ဒီဒိုင်းမွန်ရဲ့ဘေးမှာဒီကပ်ပြားအပြာရောင်လေးတွေရှိတယ်ပေါ့နော်အဲ့ဒီကပ်ပြားအပြာရောင်လေးတွေကကန်ကောလို့ရှိရင်ကျွန်တော်တို့ဂျွန်ဆန် lucky box skin ကြီးကို ရရှိမှာဖြစ်တယ်ဗျပြောချင်တာကတော့ဒီ event ကြီးကဘလိုးနေနေတန်တယ်ပေါ့နော်အဲ့ဂျွန်ဆန် lucky box ကကန်ကောမှရတယ်ဆိုပေမဲ့ကျွန်တော်တို့3500တဲ့နဲ့ဒိုင်းမွန်150ရာတေချာပေါ့ကိုရလိမ့်မယ်ဗျာ ဒါမှမဟုတ်150ဒေကြာပေါ့ရမယ်ဒါအပြင်ကျွန်တော်တို့ကန်ကောလို့ရှင် lucky box skin ကိုပါတခါတည်းအပိုင်ယူခဲ့နိုင်မှာဖြစ်တယ်ဗျ okay တော်တော်များများမေးထားတဲ့အတိုင်းကျွန်တော်ဖြေးပေးမယ်ပေါ့နော်ကျွန်တော်ဒီတရက်ကနေ9ရက်ထိကျွန်တော်တို့က login ဝင်ပြီးပြီဒါပေမဲ့ကျွန်တော်တို့ဘက်ကပတ်စံမရှိလို့မဝယ်ရသေးဘူးပေါ့နော်9ရက် login ဝင်ပြီးတဲ့ခါမှာဒီဘက်ကိုပြန်ဝင်မယ်ဆိုရင်ရောအဲ့ဒီ login ဝင်ထားတဲ့9ရက်လုံးကတခါတည်းတန့်ရမှာလားဟုတ်ပါတယ်တခါတည်းကိုတန့်ရမှာပေါ့နော် ဘယ်မှာဝယ်လို့ရမလဲဆိုလို့ရှိရင်ကျွန်တော်ဒီဗီဒီယိုရဲ့ comment အောက်မှာပင်လေးထောက်ထားမယ်ပေါ့နော်အဲ့ဒီ channel ပြကျွန်တော်ရဲ့ Telegram channel ပေါ့အဲ့မှာ diamond နေ wiki pad တွေဘာညာဘာညာ gain rc ဆွဲတာတွေအစားအကုန်လုံးလို့ရတယ်ပေါ့နော် okay ဒီဘက်ကတော့ခု loss တဲ့ advance server မှာတော့ရောက်ရှိနေပြီကျွန်တော် original server တော့မရောက်သေးဘူးပေါ့ဗျာဈေးကတော့ကျွန်တော်တို့အရင်တော့လာခဲ့တဲ့အတိုင်းဆိုခမန်းကြီး3500ရဲ့ဝင်ချင်လောက်ပဲရှိမယ်ပေါ့နော်အတိအကျတော့ကျွန်တော်လာမတေချာလေးပြန်ပြောပေးမယ်ဗျာ။ Okay နောက်ထပ် lucky box skin တွေကိုဘယ်အားရမလဲဆိုတော့တစ်ချက်ပြပေးမယ်။ အားလုံးမေ့ထားတဲ့အတိုင်းကျွန်တော်တို့တွေပေါ့နော်ဒီ M7 Veteranite ချက်မှာ Lucky Box ကင်ကိုလည်းရအောင်မယ်ဗျာ Okay mission တွေကတော့ဘာသာတို့ဒီမှာမြင်နေတဲ့အတိုင်းပဲဗျ Diamond တွေကကျွန်တော်တော်တော်လေးကိုသုံးရမယ်ပေါ့နော် Diamond 1000အထိသုံးတာတွေပါပါလာတယ်ဆိုတော့ကြတော့ Lucky Box ကင်အထိကတမန်လူအတွက်ကတော့မဖြစ်နိုင်ဘူးပေါ့နော်တကယ်လို့ Diamond နည်းနည်းတော့သုံးမယ်ဆိုလို့ရှိရင်တော့ကျွန်တော် EV skin အထိရနိုင်တယ်ဗျာ စပယ်ရစကရင်တော့တေချာပေါ့လကားရမှာပေါ့နော် free ရမှာဗျဒီ mission လေးလိုက်မစို့ mission နဲ့ brother ကိုမှကျွန်တော်ပြထားတဲ့အတိုင်းပဲဗျမြမလူတွေရေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့မြမလူတော့ပြန်ရှင်းမပြတော့ဘူးပေါ့နော်ဒီမှာဆိုရင်ကျွန်တော် M7 Bubble ကိုပါကျွန်တော်တို့ဝယ်ရမှအဆင်ပြေမယ်ပေါ့နော် M7 Bubble ဆိုတော့ကျွန်တော် Diamond 690လုံးနဲ့ဝယ်ရတဲ့ဘက်ကိုပြောတာဗျအဲ့ဒီဘက်ကိုဝယ်ထားမှလည်းအဆင်ပြေမယ်ပေါ့နော်ဒီမှာသူပြထားတဲ့ mission တွေဆို Diamond 900ဖြည့်ပါလေ Diamond 1300ပါလေကြတော့တာမန်လူတွေကတော့လွယ်မယ်လို့တော့မထင်ဘူးပေါ့နော်မလွယ်တော့ဘူးဗျ โอเคကျွန်တော်တို့တွေ EB skin ကလည်းဘာမှခက်တာမဟုတ်ပါတော့ diamond 900ဖြည့်မယ်ဆိုရင်တော့ EB skin အထိတော့ရနိုင်တယ်ပေါ့နော် diamond 1300ကျတော့ကျွန်တော်တို့လွယ်တာတော့မလွယ်ဘူးဗျโอเคဒီမှာဆိုရင် brother တို့မှတ်ထားမှာကျွန်တော်အရင်ကလည်းပြောခဲ့ဘူး visa ပေါ့နော်ဒါပေမဲ့အသေးချောင်းလို့ကျွန်တော်တစ်ချက်ရှင်းပြပေးတာပေါ့နော် ဒီမှာကျွန်တော်တို့တွေကပုံတပုံဖွင့်လိုက်ပြီဆိုရင်နောက်တပုံထပ်ဖွင့်လို့မရတော့ဘူးဗျအဲ့မှာဆိုကျွန်တော်တို့က special skin အထိ free ယူမယ် okay ဒါပေမဲ့ normal skin level 1နေပေါ့เนาะကျွန်တော် normal skin ကိုတော့ဖောင်းပြီးလိုက်လို့ရှိရင်အဲ့မှာရင်ဂိတ်ဆုံးသွားပြီပေါ့เนาะထပ်ပြီးတော့ဒီ event ကြီးကိုဖောက်လို့ရမှာတော့မဟုတ်တော့ဘူးဗျအဲ့ဒါကြောင့်မို့ကိုလိုချင်တဲ့အမဲ့ရောင်းပါပဲပေါ့เนาะဒီ e ပုံကိုကျွန်တော်ဖွင့်ဖို့အကြံပေးနေတယ်ဗျဥမာကိုက eBay ဒီထွားမှာဆို eBay skin အထိပေါ့နော်ရပြီဆိုမှလာကျွန်တော်ဒီပုံလေးကိုဖွင့်ပြသူကဒီတနစ်မှာတစ်ခါပဲဖွင့်ရတဲ့ပုံဖြစ်တာအကြောင်းမူပေါ့နော် โอเคဒါဆိုတော့ browser ကိုဒီလောက်ဆိုရင်တော့တီးလောက်ပြီပေါ့နော်ကျွန်တော်ရဲ့ဒီနေ့ဗီဒီယိုလေးရောဒီလောက်ပါပဲဗျအားလုံးဆုံးနေကြည့်ရှုပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်ဗျ